င်္ဂလာပါအပိုင်းချစ်စီပါကျေးဇူးပါတယ်ဒီဗီဒီယိုမှာတော့ဆရာက80ထဲမှာပေါ့နော်ဆရာရေးဆွဲတဲ့နည်းလေးကို share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့အခုဆရာဒီဘက်မှာပြထားတဲ့ဆရာပုံစံမျိုးပေါ့နော်ဒီဆရာပုံစံမျိုး80ထဲမှာရေးဆွဲခြင်းလေဆိုရင်နော်ဘယ်လိုရေးဆွဲရမလဲနော်အဲ့တော့ကိုကဒီထုံးမဲ့စာရွက် site ကိုအရင်ဆုံးရွေးချယ်ပေးရမယ်နော် အဲ့တော့ AJ ထဲမှာစာရွက် site တွေတက်မဲ့မယ်ဆိုရင် page layout ထဲကိုသွားမယ် page layout ထဲကနေပြီးတော့ဒီ page setup group ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ page setup group ထဲမှာမှာကိုစိတ်ကြိုက်တက်မဲ့ခြင်းနေဆိုရင်ဒီ page setup group ရဲ့အောက်ခြေမှာ dial robot launcher ဆိုတဲ့အများလေးရှိတယ်ဒီနေရာကနေသွားပြီးတော့တက်မှတ်ပြီးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒီရှေ့မှာရှိနေတဲ့ margin တို့ orientation တို့နော် request site ဒီနေရာကနေလည်းသွားပြီးတက်မှတ်ပြီးလို့ရတယ် အဲဥပမာအပြင်အခုမြင်တွေ့နေရတဲ့စာရွက်ပုံစံဆိုရင် orientation ဒီ portrait เนาะနောက်တစ်ခါ size ဒီ A4 နဲ့လုပ်ပေးမယ်ပေါ့เนาะအဲ့တော့ A4 ရွေးချယ်လိုက်မယ်ပြီးရင် margin မှာဆိုရင် custom margin ကိုတွားလို့ရတယ်ပေါ့เนาะ custom margin ကိုတွားတာ ਨੇ ဒီ dialog box လောင်ချောင်းနှိပ်လိုက်တဲ့ပုံစံမျိုး fit setup box ပေါ်လာတယ်ပေါ့เนาะအဲ့တော့ top ဒီဆရာကအဲ1လောက်ထားလိုက်မယ်ပေါ့เนาะနောက်တစ်ခါ left ကို ဝမ်းမဲထားမယ်ပြင် right ကို0.5ထားမယ်ပေါ့နော်0.5လို့ရိုက်ထည့်လိုက်မယ် bottom ကိုလည်း0.5လို့ရိုက်ထည့်လိုက် okay ပြရနဲ့ okay ပြလိုက်ဒါဆိုရင်ဒီမှာ तू က line လေးပေါ်လာခဲ့တယ်ပေါ့နော်ဒါ a4 size အတူတူသွားမယ်ပေါ့အဲ့တော့ဒီ8ဆဲထဲမှာမျိုး line နေဆက်နေတာမဟုတ်ဘဲနဲ့စာရွက်တစ်ခုနဲ့တစ်ခုဆက်နေတာမဟုတ်ဘဲနဲ့ စာရွက်ပုံစံမြင်ခြင်းနဲ့ဆိုရင်ဒီအောက်ကဘာမှာပေါ့နော်ဒီအောက်ကဘာမှာဆိုရင်အခုဆရာမောက်တင်လိုက်တဲ့နေရာဖိလျောက်ဆိုတာလေးရှိဒီဖိလျောက်ဆိုတာလေးတစ်ချက်နေလိုက်နေလိုက်တာနဲ့ဒါဆိုရင်ဒီမှာကစာရွက်ပုံစံမျိုးမြင်တွေ့ရပြီပေါ့နော်โอเคအဲ့တော့ကိုကစာရွက်မျက်နှာကိုပြင်ဆင်သတ်မှတ်ပြီးပြီဆိုတာနဲ့နော်ဘယ်ဖောင့်နေသုံးပါလဲပေါ့နော်ဒီမှာတော့ပြည်အောင်စုဖောင့် Unicode ဖောင့်သုံးပြမယ်အဲ့တော့ ကုန်လုံးကိုပြီးအောင်သူဖောင်းတပြိုင်နဲ့ချိမ့်မယ်ပေါ့နော်။ဒါဆိုတော့ဒီအခု A ဆိုတဲ့ column တိုင်းရဲ့နောက်ဒီ1ဆိုတဲ့ row number ရဲ့အပေါ်တောင်းလေးမှာပေါ့နော်။အခုဒီနေရာလေးပေါ့နော်။စုံမှတ်လေးဒီစုံမှတ်လေးကိုတစ်ချက်နှိပ်လိုက်။နှိပ်တာနဲ့ဆဲကွက်အားလုံး selection ဝင်သွားပြီ။ဝင်သွားတာနဲ့ပုံထဲကနေပြီးတော့ဒီမှာဆိုရင်ဖောင်းကိုပြီးအောင်စုကိုသုံးပေးမယ်ပေါ့နော်။အဲ့တော့ဒီမှာပြီးအောင်စုလို့ရိုက်ထည့်လိုက်။ပြီးရင်ဖောင်း size ကို73လောက်ထားပေးမယ်ပေါ့နော်။ Okay ။ ီဖောင်းဆိုင်စတုံးပြီးတော်စုဖောင်းနဲ့စာရိုက်ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အရင်ဆုံးခေါင်းစဉ်လေးရိုက်လိုက်မယ်ပေါ့နော်ဆိုတော့မြန်မာလိုရိုက်မှာဖြစ်တဲ့အတွက်မြန်မာကီးဘုတ်ကိုချိန်လိုက်မယ်ဆိုတော့အကခေါင်းစဉ်ပေါ့နော်ကြာဒါပရမအဆုံးတစ်ကြောင်းရိုက်လိုက်တယ်နော် ရိုက်ပြီးတော့မှဒီဇာတ်ပုံစံမျိုးဖန်ပြီးတော့နော်အဲ့တော့အရင်ဆုံးစင်ဆိုပြီးတော့ရိုက်လိုက်ပရမအဆုံးကော်လိုင်းတိုင်း ပြီးရင်အမြည်လို့ရလိုက်မယ်အစိတ်အကျဲတွေကဒီကော်လန်တိုင်းတွေရဲ့အကျဲတွေကနောက်မှာဇရားတွေအလုံးရိုက်ပြီးဆိုမှပြန်ချဲ့မယ် နော်ပြီးရင်ဒီမှာကျတော့အစည်းဝေးတရားမှုမှတ်တမ်းလို့ထည့်ရိုက်မယ်တရားမှုမှတ်တမ်းပြီးရင်နောက်သူ့ရဲ့အောက်အစည်းဝေးဆိုတာရဲ့အောက်အကွက်ကိုသွားမယ်ဒီမှာကျတော့လအမိလေးတွေရိုက်မယ်ပေါ့เนาะအဲ့တော့အင်္ဂလိပ်လိုရိုက်လိုက်မယ်ဆိုတော့ J A N ဂျန်လို့ရိုက်လိုက်เนาะဆိုတော့ဒါတနစ်စာလောက်ထားမှာဖြစ်တဲ့အတွက်ဒါဆိုရင်ဒီမှာနောက်ကိုသွားတာနဲ့သူ F B လို့တခါတန်းပေါ်တယ်เนาะဒီ down လေးကနေဆွဲလိုက် Okay ဘယ်ထိသွားမှာလဲဆိုရင်အဲဒီဇင်ဘာထိသွားမယ်ပေါ့ဒါဆိုရင်ဒီဇင်ဘာထိသွားတယ်ပေါ့เนาะဒါလေးကိုရွှေ့လိုက်အဒီထိဝင်မယ်ပေါ့เนาะအဲ့တော့ဒီစာရွက်ထဲမှာဒါတွေကိုစအောင်လုပ်ရမယ်ပေါ့เนาะနောက်မှကြတော့ ီနေရာလောက်မှာမှတ်ချက်လို့ရလိုက်။ဒါကအရင်ဆုံးစာတွေကိုအရင်ရိုက်ပြီးမှ row တွေ column တွေကိုနောက်မှပြန်ချိန်မယ်ပေါ့နော်။အဲ့တော့ဒီဂျန်တို့ FV video ဆိုတာလေးတွေကအရှိကြီးမလို့အကျယ်ကြီးမလို့အဲ့တော့ဒီမှာသူတို့ select မှတ်လိုက်မယ်။ select မှတ်ပြီးတော့မှဒီ C နဲ့ D နဲ့ကြားထဲမှာမောက်ပိုင်တာလေးတင်လိုက်အခုလိုမျိုးလေးဖြစ်ပြီဆိုရင်မောက်ရဲ့ left click ကိုပြီးပြီးတော့ shift ကိုဆွဲလိုက်ဒါက column တိုင်းကျင်းပေးတာပေါ့နော် okay ဒါဆိုရင် ဒါဒီမှာအတူတူပဲဆလမ်မလိုက်တဲ့ကော်လန်တိုင်းနေအားလုံးကဒီအကျယ်တိုင်းပဲဝင်သွားတယ်ပေါ့နော်။ Okay အာဝင်သွားပြီဆိုရင်ဒီထဲမှာအမှန်ကြီးအမှားကြီးလေးတွေပဲချက်မယ်ပေါ့။တကယ်လို့ထက်ကျင်းလို့ရစီရဆိုရင်ထက်ကျင်းလာ။အဲဒါဆိုရင်ဒီမှာဒီလောက်ဆိုရင်ကိုကျတော့ကအမှန်ကြီးအမှားကြီးလေးတွေလှုပ်လို့ရတယ်ပေါ့နော်။ပြီးရင်ဒီမှာစင်ဆိုတဲ့ဟာလေးကော်လန်တိုင်းလေးကိုကျင်းပေးမယ်။နော်။စင်ဆိုတဲ့ကော်လန်တိုင်းလေးကျင်းပေးမယ်။ပြီးရင်ဒီမှာအမီဆိုတာလေးကိုနည်းနည်း ျယ်ပေးမယ်เนาะအမီဆိုတာကနာမည်တွေရေးမယ်ပေါ့เนาะနာမည်ရေးမှဖြစ်နေတယ်ကျယ်ပေးမယ်ပြီးရင်အဲဆိုတာနည်းနည်းလေးရှေ့ပြန်ကျင်းလိုက်ပေါ့เนาะအချင်းကျယ်လေးကလူစလူလောက်ပြီဒါဆိုရင်မှတ်ချက်ဆိုတဲ့ဟာလေပြီးရင်ဆဲခွက်တွေကိုပေါင်းတော့မယ်ပေါ့เนาะဆဲခွက်တွေပေါင်းပြီးမယ်ပေါင်းပြီးမှဖြစ်တဲ့အတွက်စင်သည်သူ့နဲ့အောက်ကဆဲခွက်နှစ်ခွက်ကိုဆလမ်မတ်မယ်ပြီးရင်ဟုံးထဲကိုသားပြီးတော့ဒီမှာဆိုရင် alignment အုပ်စုထဲမှာ mark and center ဆိုရရှိเนาะပြန်ဒီအလဲကောင်းနှစ်ခုကိုပဲယူ selection လုပ်ပြီးပေါ့နော်အဲ့လိုပဲတခါတဲ့ဆဲကွက်တွေကိုမပေါင်းနဲ့နော်ကိုပေါင်းကျင်တဲ့အကွက်လေးတွေကိုပဲ select map ပြီးမှ mac and center တော့တော့လောက်ဒီ mac and center တော့တော့လောက်အဲ့ဒီလိုမျိုးလေးပြင်အစည်းအဝေးတက်ရောက်မှုမှတ်တမ်းဆိုတဲ့ဟာကရှေ့ဆုံးရိုက်ထားတဲ့ကနေပြီးတော့ဒီဇင်ဘာအထိပေါ့နော် select map လိုက်မယ်ပြီးရင် home ကနေပြီးတော့ mac and center okay မှတ်ချက်ကလည်းသူ့ရဲ့အောက်ကဒီလိုလေးလုပ်ပြီးတော့ home ထဲမှာ alignment အောက်ဆိုရဲ mark and center okay ပြီးရင်ဒီ jam ဒါတွေကို select မှတ်ပြီးတော့ပုံလေးရနေပြီးတော့ဒီအလဲညီလေးနှစ်ခုကိုညီပေးလိုက် okay ဒီလေးရတာเนาะအဆိုရင်ဇာတ်ပုံစံလေးရလိုက်ပေါ့เนาะဒီဘက်ကလေးဒီဘက်ရှုရှေ့ထားလိုက် okay ပြီးပြီဆိုရင်ဆရာတို့ကဒါကို TV ပေါ်တာတွေထည့်တော့เนาะအဲ့တော့ဒါကို select မှတ်မယ်အစာဆုံးထည့်မယ်ဆိုရင်ဒီအစာဆုံးအောက်ထိပေါ့เนาะဒီထိ select မှတ်လိုက် โอเคနှစ်ကွက်လောက်ခြံထားလိုက်เนาะနောက်ကမှတ်ချက်ကြံနေရဆိုရင်ဒီလိုမမှတ်မိဘူးဆိုရင်အစကနေပြန်မှတ်လို့ရတယ်လို့အခုလိုဖြစ်နေတဲ့အချိန်မှာ shift key နဲ့ right arrow လေးကိုနှိပ်လိုက်เนาะဒါဆိုရင်ဒီမှာကြံနေတဲ့ညာဘက်ကအကွက်လေးပါ select မှတ်တယ်ပြီးရင် border line နေထည့်မယ်ဆိုရင် home နဲ့ကိုသွားမယ်ဒီမှာဆိုရင်ဖောင့်အုပ်စုထဲမှာ border pattern လေးရှိတယ်ပေါ့ဒါလေးကိုနှိပ်ပြီး all border ကိုနှိပ်လိုက်အဲဒီမှာ line လေးတခါတယ်ထည့်ပြီးသားဖြစ်သွားเนาะပြီးရင်ဒီအပေါ်က ဟာလေးကခေါင်းစဉ်ဖြစ်မယ်ဒါကြောင့်ရိုင်းနေပြီးဆလတ်မှတ်မယ်ပေါ့နော်ဆလတ်မှတ်ပြီးတော့မှပုံကနေပြီးတော့မက်ကန်စင်တာကိုနေပြင်သူ့ဘိုးလိုက်လူလေးဘိုးလိုက်အော်ဒီတကယ်တော့ဒါတွေကလည်းဘိုးပြရတယ်ပေါ့နော်အဲ့ဒါဘိုင်းမှာပါတဲ့ဟာတွေကဘိုးပြရတယ်โอเคဒီလိုမျိုးလေးအဲဆိုရင်ဒီမှာဇာပုံစံမျိုးလေးပေါ့နော်အောက်မှာဒီအောက်က3ခွက်လောက်ပေါ့နော်အောက်က3ခွက်လောက်က ဒီအောက်ဆုံးတစ်ကြောင်းကိုလည်းဇာကွက်ထည့်လိုက်မယ်ဆက်လက်ပေးပြီးတော့ဟုံးနေရနေအော်ဘော်ဒါအောင်နေနော်ပြီးရင်ဒီနေရာလေးမှာစာရိုက်မယ်ပေါ့နော်အဲ့တော့ mask လောက်ပေးမယ်ဟုံးနေရနေပြီးတော့ mask and center လောက်ပေးလိုက်ဒီနောက်ကွက်ကိုလည်းလိုပဲဟုံးနေရနေပြီးတော့ mask and center လောက်ပေးမယ်ဒီနောက်ကွက်ကလည်းဟုံးနေရနေပြီးတော့နော် mask and center လောက်ပေး Okay. ီမှာဒီမှာစာလေးရိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့တက်ရောက်သူရေပြီးရင်အောက်မှာတစ်ခွက်ဆင်းမယ်ပြက်ခွက်သူရေနောက်တစ်ယောက်ကစုစုပါ ဖွဲ့ဝင်ဦးရေပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီအောက်မှာမှတ်ချက်လေးရေးမယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့မှတ်ချက် ။ဟုတ်ကဲ့ဒါ space လေးချလိုက်ပေါ့နော် match ချက်။ပြီးအမှန်ချက်လေးရှိမယ်။ Okay အဲ့တော့ဒီနေရာအမှန်ချက်လေးကိုဗာနဲ့ထည့်မလဲဆိုရင် insert ကိုသွားမယ်။ဒီမှာ sample ဆိုရရှိရပေါ့နော်။ sample တွေကနေပြီးတော့ဒီ font ဆိုတဲ့နေရာမှာ sample တင်ကြတာတွေက windy ဆိုတာရှိ။နော် w i n w i n d i n g s windy လို့ရိုက်ထည့်လိုက်။ဒါဆိုရင်ဒီမှာ windy ထဲမှာအမှန်ချက်လေးတွေရှိလာရှာကြည့်မယ်နော်။ဒီပေးမှသွားပြီးတော့ ါဆိုရင်ဒီမှာအမှန်ကြီးလေးရှိရပါတော့အမှန်ကြီးလေးကိုနှိပ်နှိပ်ပြီးမှ insert လုပ်လိုက်ဒါဆိုအမှန်ကြီးလေးရောက်လာတယ်ပြီးရင် close လုပ်မယ်ပေါ့နော် ပြီးမှဒါစာဆက်ရိုက်မယ်မြန်မာပြည်တော်စုကိုချိန်ပြီးတော့မှအစီဝေးတက်ရောက်သူစီဝေးတက်ရောက်သူဆိုအမှန်ကြီးနဲ့ပြရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက insert ကိုသွားမယ်ပြီးရင် sample ကိုသွားမယ်ပေါ့နော်အဲ့တော့ဒီမှာ window တစ်ခါရေးထားပြီးသား အဲနောက်တစ်ခုကကြတော့ဘလော့တုံးလေးယူမယ်ပေါ့နော်ဒီအောက်ကိုဆွဲချလိုက်ပဲဒီအတုံးလေးယူလိုက်ဒီကကြတော့ကြိုတင် ခွင့်တိုင်ပြီးပြက်ကွက်သူပေါ့နော်ခွင့်တိုင်ပြီးပြက်ကွက်သူအဒီမှာမဆန်းတော့ဘူးပေါ့နော်မဆန်းတော့ဆိုရင်နောက်တစ်ကြောင်းယူလို့ရတယ်အဲဒါမှမဟုတ်ဘူးဆိုရင်ဒီဖောင်းဆိုင်ကိုသေးပြီးလိုက် ဒီမှာတော့တခါတည်းတန့်ရိုက်လိုက်မယ်အမားချက်ကခွင်ခွင်မတိုင်ပဲပြက်ကွက်သူပေါ့နော်အဲ့တော့ sample လေးထည့်မယ် insert sample ဒီမှာအမားချက်လေးရှိတယ်ပေါ့နော်ပီဒီအာလေးကိုထည့်လိုက်ဒီလေးထည့်မယ်ပြီးမှ close လုပ်လိုက်မယ်ပေါ့နော်ပြီးဒီမှာစာဆက်ရိုက်မယ်ခွင်မတိုင်ပဲပြက်ကွက် okay ါဆိုရင်ဒီဖောင်းဆိုင်လေးကိုသေးလိုက်မယ်ပေါ့နော်ဒီရှေ့ဆုံးဆဲကွက်ထဲမှာပဲဆလတ်မှတ်ပြီးတော့ပုံနဲ့ရနေပြီးတော့ဖောင်းဆိုင်လေးကိုသေးပေးလိုက်အမှတ်ချက်လေးဆိုအရန်ကြီးအကြီးကြီးမလို့ဘူးပေါ့နော်โอเคအဲဒါဆိုရင်ဆရာတို့ကဒီမှာဇာတ်ပုံစံမျိုးပေါ့နော်အိတ်ဆဲထဲမှာကိုလိုချင်တဲ့ပုံစံလေးတွေဖန်တီးလိုက်တာဖြစ်ပါမကတ်ခဲဘူးပေါ့နော်ဆိုတော့ဒါလေးကိုလိုက်ပြီးတော့နေချင်းကြည့်